မင်္ဂလာပါရှင်ရန်ကုန်ကစ်သစ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဖားကတ်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်စစ်တပ်ဘက်က ပုံမှုပြိုးစော်တပ်အပဝင်စစ်ကောင်စီတပ်သား20နာရီသိမ်းဆောင်။ကချင်ပြည်နယ်ဖားကတ်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ကျန်းဖက်စစ်တပ်ဘက်ကပုံမှုပြိုးစော်တပ်အပဝင်စစ်ကောင်စီတပ်သား20နာရီသိမ်းဆောင်ခဲ့ကြောင်း KAI သတင်းမြစ်ကပြောပါရတယ်။ ဇွန်လ19ရက်နေ့ဘာကံမြို့မှာတိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီးမှော်စီစာပြားကုန်မှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်ကို KIPD ဘူပေါင်းတပ်ဖွဲ့ကသွားတိုက်ခိုက်ခဲ့ခြင်းသိရပါတယ်။ရှင်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်တပ်မ33လက်အောက်ကကန်စီပြွာတိုင်းစကန်ကနေ G2 စင်ပုံမှုဖြိုးစော်တဲ့စစ်ကောင်စီတပ်သား23တိစုံခဲ့ကြောင်းသိရပါတယ်။ ဒီနေ့တိုက်ပွဲမှာအတမ33လောက်ခန်းကန်စီပြွာတိုင်စံကကြီးတူးစင်ရေပုံမှုပြုစော့တဲ့စစ်ခွေ20ကောင်တည်ဆောင်းတယ်လေအတူပြုနိုင်ခဲ့လို့ KIC တင်ပြကပြောပါတယ်ထို့ပြင်ဖာကတ်မော်ဝမ်လီရွာဖရားကျောင်းမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုလည်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြအောင်ဆိုပါစစ်တပ်စစ်ကြောင်းမှာမော်ဝမ်လီကျောင်းကိုမကြသေးခင်ကမှစစ်ကြောင်းတို့ဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်ကြောင်းလက်တလုံးမော်ဝမ်လီနဲ့မော်ဝမ်ချင်းရှိပြည်သူတွေစစ်ဘေးရှောင်ပြေးနေကြအောင်ဒေသပြည်သူတွေတန်ကနေသိရပါတယ် လလောဆယ်တော်ဘာကန်မာနဲ့နေရာတိုက်ပွဲပြင်းထန်တဲ့ဒီမိုးကောင်းခြေဆိုင်အမှတ်3ခြေလင်းတက်မာစစ်ကြောင်းကဘာကန်ရောက်ကလေးကတက်မာမှုပုံမှုကျုံစော်လက်ဦးဆောင်တဲ့စစ်ကြောင်းရောက်လာကလေးကနေအဲ့ဒီစစ်ကြောင်းကဘာကန်ပြည်သူရောက်30ကျော်ကိုနှိပ်စက်တပြတ်ထားပြီးလလောဆယ်ဘာကန်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရပါတယ်အဲဒီစစ်ကြောင်ရောက်လာကလေးကနေဖားကန်ကကြောက်စိန်လောက်ကကမ်ပဏီတွေမီးရှို့တဲ့ပြည်သူကိုတပ်ဖြတ်တဲ့အကြမ်းဖက်မှုတွေနေ့တိုင်းလောက်ဆောင်နေတယ်လို့ KNC သတင်းမြစ်ကပြောပါရယ်။ အကြပတ်စစ်တပ်ရဲ့မိုးကောင်းချိန်ဆိုင်မှတ်တုံးချိန်လင်းတက်မှာမှစစ်ကြောင်းကဘာကမြုပ်ကိုမေလနောက်ပိုင်းကလေးကစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးယခုကရဲ20နီးပါးရှိနေဖြစ်ကနေတိုင်းနီးပါးတိုက်ပွဲဖြစ်ပေါ်နေပါတယ်။ဆက်လက်ပြီးတရချောင်းမှရေချွန်းနဲ့စစ်ကောင်စီတပ်သားတွေကဒရုန်းနဲ့ပုံချဲတိုက်ခိုက်မှုစစ်တပ်ဘက်ကတအုပ်သေးဆုံး တနင်္သာရီမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်ကတိုက်ခိုက်မှုရှင်တနင်္သာရီတိုင်းတရကြောင်းမြို့နယ်မှာရေချိုးနေတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရမှာစစ်တပ်ဘက်ကတောင်းဥသိမ်းဆောင်ခဲ့ကြောင်းတောင်းညင်အောင်ဒရုန်းတပ်ဖွဲ့ PPDF ကပြောဆိုပါတယ်မေလ20ကွဲနေမှာတရကြောင်းမြို့ကနေဂျပန်စစ်တပ်ရဲ့ဝင်းဝါစကန်ကိုအင်အားတိုးရင်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သား80ခန့်ပါစစ်ကြောင်းကပြင်းပြူတာပုံကြီးကြောင်မှာတက်ဆွဲပြီးရေချိုးနေစဉ်တော်လိုက်တစ်ဖက်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ရင်တိုက်ခိုက်မှုတွင်ဂျပန်စစ်ကောင်စီတပ်သားတအုပ်တင်ဆောင်မီလေးဦးပြင်းထန်တဲ့ရရှိခဲ့ကြောင်းဒေါ်လိုက်တဖွဲ့တွေကတိုက်ပွဲဖြစ်ပွားနေရာကိုနေမြင်ရှင်းလင်းပြုလုပ်စဉ်စင်သုံးဆောင်ဖြစ်စေတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကအမတ်တရှိတလေဒရုန်းတက်ရင် DSDN9 T5 ဝင်နေတောင်းညီနောက်တော့တဖွဲ့တို့ကပူပေါင်းလုံဆောင်ခဲ့ပြီးဒေါ်လိုက်တဖွဲ့နဲ့တိုက်ခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ထို့ပြင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်စစ်ကြောင်းထွက်လာတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိကြောင်းပိုကင်းတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါရယ်ဇွန်လ19ရက်နေ့မော်လယ်တနအိကံမှာအကြပ်ဘက်စစ်တပ်956တိုင်ကထွက်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုတွက်လိုက်တပ်ဖွဲ့တွေကရန်ဖို့ကြေးရတရာချင်းညောင်မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရင်တိုက်ခိုက်မှုတွင်ဂျပန်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတော့လင်အရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ်စစ်ခွဲထိခိုက်သေးဆုံးမှုကိုကျွန်တော်ဆက်လက်ဆောင်စမ်းနေတယ် ဆက်ခွဲတဲ့ဒီကိမ်းမှုရှိပေမဲ့အရေးအတွက်ကတော့တိမပြုတ်နိုင်သေးပါကျွန်တော်ရဲဘော်တွေကဒီကိမ်းမှုရှိပြန်လဲဆက်ခွဲနိုင်ခဲ့လို့ပိုကင်းတပ်ဖွဲ့တောင်းရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပိုကင်းတပ်ဖွဲ့ကန်နယ်တိုင်းဆက်တဲ့မြိတ်ပကပအဖွဲ့နဲ့ပကပဆောင်သုံးလုံးကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမှာကတော့ရန်ကုန်ပြည်လမ်းနဲ့မေလမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်စီမံအုပ်ချုပ်ရေးဘဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မရေးစကတ်မှုပါဝင်စစ်တပ်ဘက်ကအနောက်ထပ်မင်းတည်ဆောင်ဘကုတိုင်းရန်ကုန်ပြည်လမ်းနဲ့မေလမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်စီမံအုပ်ချုပ်ရေးဘဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မရေးစကတ်မှုပါဝင်ဂျပန်စစ်တပ်ဘက်က20ဦးထပ်မင်းတည်ဆောင်ခဲ့ကြောင်းတာဝရီခရိုင်မှတ်တုံးတိုင်းမှာတရင်မှုဆရာလေးကပြောပါတယ် ဇွန်လ၁၆နေ့ညနေ၄ :30 မိနစ်မှာမင်းလာမြို့နယ်စင်အိုင်ချောင်းပေါက်ကျရာကိုကျန်ဖတ်စစ်တပ်ကလာတေလောက်ကန်စစ်သားနဲ့ပြူစောတည်ပူပေါင်းထားတဲ့အင်အား60ကံမှစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ရင်ထီထွေးတိုက်ပွဲက45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဂျပန်စစ်ကောင်စီတပ်သားရဲ့ထိနာကပြန်လည်ဆုတ်ခွာခဲ့ပြီးတော်လိုင်းတပ်ဖွဲ့နေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ယင်းနေ့ညနေ9နာရီခန့်မှာလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကရန်ကုန်ပြည်လမ်းပိုင်မင်းလာမြို့နယ်ပိုင်ရှိဂျပန်စစ်တပ်ရဲ့စစ်ကွင်းတားဆုံရဲကစ်ကံမှထိုင်ချပြီ ပြည်သူတွေထမှန်ငွေကြေးကောက်ခံခြင်းလုံငယ်တွေကိုပေါ်တာဆွဲခြင်းတွေလောက်ဆောင်နေစစ်ကောင်စီတပ်သားတွေကိုထမှန်သွားတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကငောင်းသိမ်းဆောင်ကထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းသိရပါတယ်။ တို့အထိတဲ့တိုင်ဘက်ကမိနစ်30ခန့်ဖြစ်ပွားပြီးညနေ9:30မိနစ်ခန့်မှာဆင်အိုင်ချောင်းပေါက်ကနေတစင်စစ်ကူလာအင်အား25ဦးပါဘောကားတစီကိုလည်းရှန်တော့ကြရနေမှာတော်လိုင်းပပေါ်တပွဲတွေကပိတ်ဆို့တိုက်ခိုက်ရာကားတစီလုံးပျက်စီးသွားပြီးဂျက်ဖက်စစ်ကောင်စီတပ်သား25ဦးကန်တိကတဲ့ရန်ရှိခဲ့ကြောင်းသိရပါတယ်ဒီတွေ့တိုက်ပွဲများတွင်ဂျက်ဖက်စစ်တပ်ဘက်ကသာဝရီကန်စီမံအုပ်ချုပ်ရေးဘဝင်ဒုတိယဘုံမူကြီးစောမျိုးဝင်အဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမူခိုင်ရဲမှုအစင်တေမြို့မရဲစခန်းမှုတအုပ်အပါဝင်စစ်ကောင်စီတပ်သား20ဦးထပ်မင်းတည်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဂျပန်စစ်ကောင်စီတပ်သားတွေတန်းကခေရန်ဖုန်းနှလုံးနဲ့စကားပြောစကိုလည်းသိသိရရှိခဲ့ပြီးတော်လန်ကြီးမဟာမိတ်ပူပေါ်တပ်ဖွဲ့တွေကရဲဘော်နယ်မစုံရန်တန်းရန်ရရှိခဲ့ကြောင်းသိရတယ်။စီရေးကိုတော့ကျွန်တော်တောက်လျှောက်ပေါ်ဆောင်သွားမယ်။ဘကိုတိုင်းအနောက်ခြံကိုစုံမှုမှုအများကြီးရဖို့ကျွန်တော်ဆက်လက်လှုံ့ဆော်သွားအောင်ပါ။အဓိကကတော့ထိရောက်တဲ့စစ်စင်ရေးတွေကိုပို့လို့ဖြစ်သွားမယ်လို့သတ်ပရိခန်အမှတ်တော်တိုင်တန်းတိုင်မှုဆရာလေးကပြောပါရတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသ၊ဘကိုတိုင်းစစ်ဒေသ ပြူဟာ20နှစ်လောက်ကတိုင်းနေဖြစ်တဲ့တောက်ရိခဲအမှတ်သုံးတိုင်းတောက်ရိခဲအမှတ်တိုင်းရင်တက်ခွဲချောင်းအေယာညင်အောင် PDF အမှတ်တိုင်းရင် MDS Special 4နဲ့အရှုချင်း Defend 4တို့မဟာမိတ်ပူပေါင်းလို့ဆောင်ခဲ့ကြောင်းသိရပါတယ်အမေရိကန်တွင်းရှိပြည်သူများအနေနဲ့စစ်ကောင်စီတဲ့ yes scan ထွေအောင်ယုံ yes scan လမ်းပိုင်း scan တွေဒီနီးမှာစိုင်းကန်းဖွင့်ဈေးအောင်ခြင်းအိမ်ဆောင်နေထိုင်ခြင်းအချိန်ကြာမြင့်စွာရည်တန်စကားပြောခြင်းတွေမပြုလုပ်ကြပါရန်နဲ့ပြည်သူကကြေတက်မတော်မှာနေမြေလုံးကြုံရင်အတွက်လိုအပ်ပြီးတော့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေကိုလိုက်လိုက်နာပေးပြီးတော့ ်ပူပေါင်းဆောင်ရွက်ပေးကြတဲ့အမေရိကန်အမတ်တော်တိုင်ရင်ကမြစ်တာရက်ခံထားပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။